ြည်ခဲ့တဲ့ခလေးငုံနေတာတွေ့တော့တမီးလေးဘာလို့ငုံနေလဲလို့မေးကြည့်တော့ဦးသိန်းဟန်ကသူ့ဟာကြီးနဲ့တမီးတဲကိုသရွေးစုပြီးအားနဲ့ထိုးထဲတယ်လို့ခလေးမလေးကပြောပြခဲ့တဲ့မတင်ငါလို့ခလေးမလေးကိုဘောင်းမီချုပ်ပြီးကြည့်ကြည့်တော့မိမကူကနေရဲနေခဲ့တဲ့အခုတော့ခလေးမလေးကိုလှဲကူမျိုးစေးရုံကိုတင်ထားတဲ့ဦးသိန်းရန်ဆိုတဲ့ဒီလူကိုတော့သက်ဆိုင်ရာတွေကိုတိုင်လိုက်ပြီးသက်ဆိုင်ရာတွေကလည်းလှုပ်ရှားရှိတာဆက်လက်ပြီး တွေ့အားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာတူပါဖြစ်ပြန်နေပြီဆိုတော့လည်းကျွန်တော်စတုံးဝင်ပါတယ်ခင်ဗျာရှင်နေကျွန်တော်ကြည့်စုသွားမယ်ဗီဒီယိုလေးကတော့ဒါကလေးတငယ်မျိုးရှိတယ်မိပါတယ်ဒါအထူးပြုဆိုင်ပါဘောနော်သူမိမိကလေးမိတာမိပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ်အင်းနီးနာချင်းအောင်မစိတ်မချရတဲ့အရှင်ကြီးရောက်တယ်ဘောနော်ငါးနေရွယ်ကလေးကလေးမလေးကိုဒါကျွန်တော်တားမရတာပြုကျင်တာဘောနော်အတန်တော့50 50 50ကျော်လောက်ရှိပြီဘောနော်ဦးလေးတယောက်ဒါငါးနေရွယ်ကလေးလေးကိုဗျာနော်လူတွေကလည်း တကယ်မှလူစိတ်မရှိတဲ့လူတလိဆန်လို့ပြောရင်လေတလိဆန်ဒီတိတ်ခါကြရတော့ပြောချင်တာနော်ဒီကလေးရွယ်ဆိုတော့တကယ်မှဘာမှမသိတဲ့အရွယ်လေးလူဘဝမှာဆိုတာဘာလို့ဘာမှမသိသေးတဲ့အရွယ်လေးတွေတော့မှနော်သူတို့ရဲ့ဘဝခီးတက်လန်းကိုဖျက်ဆီးနှင်းချဆုတ်ပြတ်တောင်းလှုပ်တဲ့လူတွေအတော့ပေါ့နော်လှုပ်တဲ့လူတွေပေါ့နော်တကယ်မှဗျာအုံနှောက်ထဲမှာကိလေသာတဏှာစိတ်အပြည့်ဝထားပြီး ဘဝကြီးလန်းကိုရှောက်လန်းနေတဲ့လူတွေတော်တော်လေးဦးမှအောက်တန်းကျလုံးနေပေါ့နော်ခေတော်တူနားထောင်ကြည့်လိုက်ဦးမြူတာဖြစ်သွားတာကတော့16ရက်နေ့ကလှဲကူးမျိုးမှာဖြစ်သွားတာဒီပုံထဲကအမျိုးသားရဲ့နာမည်ကဦးသိန်းဟန်လှဲကူးမျိုးမှာနေတာဒီဦးသိန်းဟန်ဆိုတဲ့အမျိုးသားရဲ့အိမ်ကိုတရားထဲတူတူနေတဲ့ခလီမလေးကနေ့လယ်7နာရီလောက်မှာအိမ်လေလာတဲ့နေ့လယ်7နာရီလောက်ကျတော့ခလီမူတန်ကြလို့ဘင်းကလူကဦးသိန်းဟန်ရဲ့အိမ်ကိုတွေ့ကြည့်ခဲ့တဲ့ ခလေးငုံနေတာတွေ့တော့သမီးလေးဘာလို့ငုံနေလဲလို့မေးကြည့်တော့ဦးသိန်းဟန်ကသူ့ဟာကြီးနဲ့သမီးတဲကိုသရွေးစုပြီးအားနဲ့ထိုးထဲတယ်လို့ခလေးမလေးကပြောပြခဲ့တဲ့မတင်ငါလို့ခလေးမလေးကိုဘောင်းမီချုပ်ပြီးကြည့်ကြည့်တော့မိမကူကနီးရဲနေခဲ့တဲ့အခုတော့ခလေးမလေးကိုလှဲကူမျိုးစေးရုံကိုတင်ထားတဲ့ဦးသိန်းဟန်ဆိုတဲ့ဒီလူကိုတော့သက်ဆိုင်ရာတွေကိုတိုင်လိုက်ပြီးသက်ဆိုင်ရာတွေကလည်းလှုပ်ရှားရှိတာဆက်လက်ပြီးလှုပ်ဆောင်သွားမယ်လို့သိရတဲ့မိမပြောချင်တာအားလုံး ငခုံးမတကောင်ကြောင့်တလီလုံးပုတ်တယ်နော်အခုကကျွန်တော်ဘယ်လိုဖြစ်နေဆိုတော့ငခုံးမတကောင်ကြောင့်တလီလုံးပြောအမျိုးမျိုးဖြစ်တယ်ဗျာမောင်နှမတိုက်ဝင်းခွဲတို့အရင်တို့ဒါဖြစ်ကြတော့ချိန်မှာ DPU တွေမြင်ရင်တော့သူနဲ့ငါအတုသားသမီးငါဆင်မပြငါသားသမီးငါဆင်မပြအမှန်တကယ်ကမဟုတ်ဗျာဒီလိုအောက်တန်းကြတဲ့စိတ်သက်ရှိတဲ့လူတွေကဒီဒီသူ့မှသူတတ်တတ်ရှိလားကြံတဲ့လူတွေနဲ့တယောနှောပြီးတော့စုပေါင်းပြီးတော့ မပြောလိုက်နဲ့ပေါ့ပြောချင်တာမပြောနဲ့ဗျာပြောချင်တာဒီအောက်တန်းကြတဲ့စိတ်တက်ကအောက်တန်းကြတဲ့စိတ်တက်အတိုင်းဝိုင်းထားလိုက်အလူဆိုတာဟိုလူလူဆိုတာလူပိသားတဲ့လူကလူပိသားလူတက်အောက်တန်းကြတဲ့စိတ်တက်အောက်တန်းကြတဲ့စိတ်တက်အဲ့ဒါပြောတာငဟုံးမတတကောင်ကြောင့်တယ်လီလုံးနဲ့အပုတ်မခံနဲ့ပြောချင်တာကိုကလည်းယုံစားလို့ဟဟလားဒါငါးနှစ်ရွယ်ကလေးလေးဆိုတာသူ့သမီးရမွေးလို့သူ့မိလောက်ပဲရှိတဲ့အွယ်လေးပါပြောချင်တာဒါတော့မှ လုံးရတာမနော်အသက်ကြီးပြီးတော့ကျွန်တော်တို့အသိဉာဏ်မရှိဘူးထမင်းစားရတယ်ဘာကြောင့်ထမင်းစားပြီးတော့အသက်ကြီးလာတယ်ဘာကြောင့်အသက်ကြီးလဲဆိုတော့ကျွန်တော်သေဖို့ကြီးလာတာမနော်ဒီလိုလူမျိုးတွေကကျွန်တော်ပြောချင်တာဟိုထားလိုက်ပါတော့လူငယ်လူရွယ်တွေကိုးစားဖြစ်တယ်ဆိုရင်ကျွန်တော်မပြောလို့တော့နော်မီးတွေမြစ်တွေတောင်ရနိုင်ပြီလားမသိဘူးဒီရွယ်ကြီးကနော်ဒါတောင်မှခုမီးလေးအရွယ်လောက်ပဲရှိနေတယ်ဒီခလေးလေးကိုဒီလိုပြုတ်ကျင်တာတော့တော်တော်လေးမှအောက်တန်းကျလုံးတယ်ဘောနော်အဲ့တော့ယူပါလူဆိုတာတော့ ိုလောက်တဲ့အမှားကိုကိုရဲရဲဝုံဝုံပဲကိုခန့်ယူလာအကောင်းဆုံးပဲနော်တစ်ဖက်ကလေးရဲ့ဘဝကသွားပြီဟိုတရွာလုံးဒါသူ့ရဲ့တရွာလုံးကတိသွားတဲ့အတွက်သူ့ရဲ့ဘဝဟိုးသူနောက်ပိတ်ဆုံးလူဘဝကြီးကထွက်ခွာတဲ့အချိန်ကြီးဒီအမဲဆက်ကြီးอ่ะဒီကလေးလေးဘဝမှာတသက်လုံးဒါနဲ့ပဲသူနေရတော့မယ်ဒီရွာပြောင်းပြေးရင်ပြေးပြောင်းပြေးပြီးတော့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲတခါတည်းဖြတ်ပိုက်ဗျာဟဟဖြတ်ရတော့ကွာ ဒီမိရွာမှာတနေဒီလိုမှမနေဒီရွာမှာပဲနေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအမဲစိတ်နဲ့ဒီကလေးလေးကဝတ်သက်ကြီးလာတဲ့အထိအနောက်အနေတကောက်ကောက်နဲ့ဒီမဲစိတ်ကြီးအလိုက်နေမှာကျင်းသေးတယ်။အဲ့လိုလိုက်လာအောင်လေဒီလိုလူသေးမရှိတဲ့လူအတန်းကြတဲ့သူတွေရဲ့ရုံမှမှုကြောင့်ဒါတော့နော်ရုံမှမှုကြောင့်ပေါ့နော်တော်တော်လေးဦးမှာဗျာအခုမိအရွယ်လောက်ပဲရှိသေးတယ်ဟာ။ သားတွေအနေနဲ့လည်းကိုယ်ကလေးတွေကိုတေချာလေးဂယုဆိုင်ကြပါကိုမျက်စိအောက်ကနေကိုအပြောင်းမခံကြပါနဲ့ဘလောက်ပဲရင်းနှီးတဲ့မိတ်ဆွေဖြစ်ပါစေကလေးတွေကို မထည့်ပေးလိုက်ကြပါနဲ့ကလေးငယ်ငယ်လေးကိုအခုလိုမျိုးလုပ်တဲ့ဒီလူကိုလည်းထိထိရောက်ရောက်အေးအေးယူပေးပါလို့တောင်းဆိုချင်ပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောဒီဖြစ်ရက်နဲ့ပတ်သက်ပြီးဘာများပြောချင်လဲရှင့်ပြောချင်တာရှိခဲ့လို့ရှင့်လည်း comment လေးမှာရေးသွားခဲ့ပေးအောင်နော် နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပြီးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာ